ားပါရှင်အခုလှည့်ကြတာကတော့ Celicity Season ပဲဖြစ်ပါတယ်ဒီ season ကိုကျမကျူချန်ကတင်ဆက်ပေးသွားမှာပါဒီတစ်ပတ်ပြောပြပေးမယ့်အကြောင်းအရာတွေကတော့အိမ်အောင်ရှင်မလေးဖြစ်သွားပြီဖြစ်တဲ့မင်းသမီးကျော် Mike Darby ကအိမ်ယာမဲဘဝကနေပြီးတော့စူးစမ်းအောင်မြင်လာတဲ့မင်းသား Jacob LOD တရားဝင်တွဲပြီးတော့မြင်တွေ့ရတဲ့မင်းသမီး Sweetney Sweetney နဲ့ Scooter Brown ကျမရေဆိုးရပြီးတော့အရေးပေါ်ရောက်ခဲ့တဲ့မင်းသားကြီး Darmandra မကာအိုမှာဖျော်ပြနေရင်စစ်မြင့်တက်မှာမိလွဲသွားခဲ့တဲ့ကိုရီးယားအဆိုတော်မင်းအားလမ်းခွဲသတင်းကြားရမှာမဟုတ်ကြောင်းပြောခဲ့တဲ့မင်းသားလီကွမ်ဆိုမတ်ကူမျူဇစ်ဖက်စတီဗယ်မှာထပ်မံတွေ့ရမယ့် Black Pig အဖွဲ့ဝင်ဂျင်းနီအစရှိတဲ့စိတ်ဝင်စားပွဲသတင်းတွေပါဝင်သွားမှာပါရှင်တိုင်းမင်းသမီးကျော်မိုက်တာဝီကာဟာနိုဗမာ9ရက်နေ့ကသူ့ရဲ့ချစ်သူမင်းသားကျော်တာချန်တဝစ်နဲ့ တရားဝင်လက်ထပ်လိုက်ပြီးဖြစ်ပါတယ်။မိုက်တိုဆောင်တွင်ဟာချစ်သူတက်တန်း9နှစ်အကြာဂျွန်လ17ရက်နေ့မှာစစ်ဆက်ခဲ့ကြတာဖြစ်ပြီးတော့ဒါကမိုက်ကို15ကာရက်ရှိတဲ့စိန်လက်စွပ်နဲ့လက်ထပ်ခွင့်တောင်းခဲ့တာလည်းဖြစ်ပါတယ်။မိုင်းနဲ့တာရိုရဲ့မင်္ဂလာပွဲဟာတီးတန့်လီကျင်းပခဲ့တာဖြစ်တဲ့အတွက်လူမှုကွန်ရက်ပေါ်မှာဓာတ်ပုံတွေပြန့်နှံ့လာတဲ့အချိန်မှပဲလက်ထပ်ပြီးသွားပြီဆိုတာကိုပြည်သက်တွေသိခဲ့ရတာဖြစ်ပါတယ်။ မိုင်းဟာမင်္ဂလာပွဲအခမ်းအနားကိုမိသားစုရင်းနှီးတဲ့မိဆွေတငယ်ချင်းတွေနဲ့အတူတီးသန့်ကျင်းပသွားခဲ့တာဖြစ်ပြီးအပြိုင်ဆိုင်တွေဆောင်နေကြတဲ့အမှုပညာရှင်တွေကြားမှာထူးထူးခြားခြားနဲ့ပဲတာမန်ရိုးရှင်းတဲ့မင်္ဂလာပွဲအဖြစ်မြင်တွေ့ခဲ့ရတာပါမိုင်းဟာ Gucci ရဲ့ brand ambassador ဖြစ်တာကြောင့်သူ့ရဲ့မင်္ဂလာပွဲဝတ်ဆောင်တဲ့အသုံးဆောင်တွေကအစ Gucci ရဲ့ brand ကိုအစဉ်မြန်းထားပါတယ် ထိုင်းရရဝစ်စုံလေးကတော့ Venus Counter ကနေစီစဉ်ပေးထားတာဖြစ်ပြီးတော့သူမရဲ့စိတ်ကူးစိတ်တန်းလေးကတော့ဖြူစင်တန်ရှင်းတဲ့အဖြစ်ကိုဖော်ဆောင်တဲ့ကြာပန်းကရတဲ့ပိုးနဲ့အထူးရက်လုတ်ထားပြီးတော့ဝစ်စုံကိုရက်ပေါင်း200ကျော်ရက်လုတ်ထားတယ်လို့သိရပါတယ်ရှင်။ ကစင်ဘူးနဲ့ပြိသအပင်းမှုရရှိခဲ့တဲ့မင်းသားကျော်ဂျေကော့ပ် LD ဟာအသက်16နှစ်မှာသူ့အိမ်ရှိတဲ့ဩစတြေးလျကနေထွက်လာခဲ့တာဖြစ်ပြီးတော့ကစင်ဘူးရိုက်ဖို့ပြင်ဆင်နေတော့မှာတော့နေစရာမရှိလို့တငယ်ချင်းရဲ့အိမ်ဆိုဖာမှာအိတ်ခဲ့ရတယ်လို့ဆိုပါတယ်အဲ့ဒီနောက် kissing booth နဲ့နာမည်ချက်ချင်းကြီးသွားခဲ့ပြီးမဲ့ကျန်တဲ့ပေါအလုံးမမရှိလို့ဘန်ကောက်ထံမှာဒေါ်လာ400ကျော်ကျော်ပဲကျန်တဲ့အထိဖြစ်ခဲ့ရပြီးတော့သူ့အပိုင်း2000လေး Mitsubishi ကားလေးထဲမှာပဲနေခဲ့ရပါဗျ။ နောက်ဆုံးမှာတော့ဩစတြေးလျကအင်ကိုခဏပြန်ပြီးတော့တခြားအလုပ်လုပ်ပတ်စံပြန်သွားစုမယ်လို့ဆုံးဖြတ်ပြီးလှုပ်တုံးမှာပဲမမျှော်လင့်ပဲယူရိုဖီးယားမှာ audition အောင်သွားခဲ့ပါတယ်ယူရိုဖီးယားရဲ့ပထမပိုင်း pilot ရိုက်တဲ့အထိကားထဲမှာပဲစက်နေရပြီးတော့သူ့ရဲ့ producer က Jacob LOD တယောက်ကားထဲမှာအကြာကြီးအချိန်ကုန်တာမျိုးအဲ့ဒီနားကကားပါကင်မှာပဲရှိနေတာမျိုးကားထဲမှာလည်းသူ့အပိုင်ပစ္စည်းတွေအင်ဂျီဂျိတ်တွေရိုက်ကူးဖို့အင်ဂျီတွေအများကြီးတွေ့ရပြီးတော့အိမ်မရှိတာကိုရိတ်မိပြီးဟိုတယ်တစ်ခုမှာအခန်းငှားပေးခဲ့ပါတယ် ။လက်ရှိမှာတော့ Jacob LOD ရဲ့ဝင်ငွေဟာဒေါ်လာ၄သန်းထက်ရှိနေပြီဖြစ်ပါတယ်ရှင်။အသက်28နှစ်အရွယ်မင်းသမီးဆစ်ဒနီဆွီနီနဲ့အသက်44နှစ်ရှိပြီဖြစ်တဲ့ businessman Scooter Brown တို့ရဲ့အချစ်ရေးဟာလူရရှိမှထွက်ပေါ်လာခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာ New York ရဲ့ Central Bank ချမ်းမှာအတူတွဲတွေ့ရတဲ့ပုံတွေဟာအင်တာနက်မှာပြန့်နှံ့ခဲ့တာပါ။ စစ်နေနဲ့စကူတာဘရန်တို့ကတော့ဂျွန်လာရုံးက Jeff Bezos နဲ့ Lawrence Shop တို့လက်ထက်တဲ့အချိန်မှာဆုံခင်းကြတာဖြစ်ပြီးတော့စက်တင်ဘာလတွေမှာသတင်းတွေထွက်ခဲ့ပြီးမြတ်ရဝင်တွဲသွားတွဲလာလောက်တာမျိုးမတွေ့ခဲ့ရပါဘူး။အတွင်းသတင်းတွေအရသူတို့ဂျာရဲ့အချက်ကတဖြည်းဖြည်းနဲ့ရှေ့တိုးခဲ့ကြပြီးတော့တတိရှိရှိနဲ့တယောက်ကိုတယောက်ဂယုစခဲ့ကြတယ်လို့ဖော်ပြထားပါဗျ။ အသက်60အရွယ်ရှိနေပြီဖြစ်တဲ့ Bollywood Legend မင်းသားကြီး Dhar Mandra ဟာကျမကြီးချုပ်ရင်းပြီးတော့အရေးပေါ်ရောက်ခဲ့ရပါတယ်။ညာရင်းချင်းမဲ့ Shahrukh Khan တို့သားအဖ Salman Khan အစရှိတဲ့နာမည်ကြီးသရုပ်ဆောင်တွေဟာစီးရုံချက်ချင်းရောက်ခဲ့ကြပါတယ်။စီယုံရောက်တဲ့ညကစပြီးတော့မနက်အထိအိန္ဒိယမီဒီယာတွေမှာကွာလွန်ပြီးဆိုတဲ့သတင်းတွေတက်နေကြပြီမဲ့ဒါမန်ဒရာရဲ့သမီးဖြစ်သူကအဖေရဲ့သတင်းမှားတွေမတင်ကြဘူးနဲ့အဖေပြန်လဲကောင်းလို့မော်လာဖို့ကိုပဲဆူတောင်းပေးကြဖို့ဆိုပြီးတော့မြစ်တာရက်ခံခဲ့ပါတယ် ဲ့ဒီသတင်းနာမာရီအပေါ်ဇနီးဖြစ်သူကလည်းအခုဖြစ်နေရတွေကလုံးဝခွင့်မလွတ်နိုင်တဲ့အရာပါလူနာအနေနဲ့စေကူတောက်မှုခံယူနေပြီးတော့ကျမရေးပြန်လဲကောင်းမွန်နေဖို့ကုသနေသူတအူးဆိုတာကိုကိုယ်တိုင်မသိရှိမသိကြပဲသတင်းအမှားတွေကိုမီဒီယာ channel တွေကဘာလို့ဖြန့်ဝေနေကြတာလဲဒါကမလေးမစားလောက်တာဖြစ်ပြီးတော့တာဝန်ယူမှုမရှိတာပဲကျေးဇူးပြုပြီးတော့မိသားစုတွေအတွက်လဲသူတို့ရဲ့အတွင်းရေးကိုလေးစားပေးဖို့လိုတယ်ဆိုပြီးတော့ပြောခဲ့ပါတယ်ရှင် နိုဝင်ဘာ9ရက်နေ့ကမကာအိုမှာကျင်းပခဲ့တဲ့ Waterbound Festival မှာနမကြီးကိုရီးယားအဆိုတော်ဟျွန်းအားဟာပျော်ပြနေတဲ့အချိန်တည်းမှာပဲမိလဲသွားခဲ့ရပါတယ်။မိလဲသွားတဲ့အချိန်မှာဟျွန်းအားကနမကြီးသချင် Bubble Pop ကိုပျော်ပြတင်ဆက်နေတာဖြစ်ပြီးတော့ပွဲကြီးပရိသတ်ရိုက်ထားတဲ့ဗီဒီယိုမှာဟျွန်းအားကိုစင်းမြတ်ထမမိလဲမသွားခင်ကနေတာတွေ့ရပါတယ်။ကပြဖြော်ပြနေတဲ့အချိန်မိလဲကြသွားပြီးတော့သူ့ရဲ့နောက်မှာကနေတဲ့အကာသမားနှစ်ယောက်ကသူ့ကိုကူညီပေးခဲ့တဲ့အပြင် body guard ကလည်းသူ့ကိုစင်မော်ကနေပွေ့ချီသွားခဲ့ပါဗျ။ အဲ့ဒီဗီဒီယိုတွေကလူမှုကွန်ရက်ပေါ်မှာပြန်ပြီးတော့နေပါတယ်ဒီဗီဒီယိုကြောင့်ပရိသတ်တွေကရွံ့အားရဲ့ကျမကြီးနဲ့ပတ်သက်ပြီးစိုးရိမ်ပူပန်နေကြပြီးတော့အခုလိုမေးလဲသွားတာကအလွန်အမင်းဒိုင်ရက်လုပ်ခဲ့တဲ့အတွက်ကြောင့်ဖြစ်နိုင်တယ်လို့ခံမှန်းပြောဆိုနေကြပါဗျ။နိုဝင်ဘာလ၄ရက်နေ့ကရွံ့အားကတလအတွင်း22ပေါင်ကျသွားသွားပြီလို့ Instagram မှာပြောပြခဲ့ပြီးတော့ကိုယ်လေးချိန်ကျဖို့အတွက်ဒိုင်ရက်လုပ်တာကိုအောက်တိုဘာ3ရက်နေ့ကစတင်ခဲ့တာပါ။ရွံ့အားကသူမေ့လဲသွားပြီးတဲ့နောက်မှာတော့ပရိသတ်တွေအတွက်တောင်းပန်စာတင်ခဲ့ပါဗျ။ ကျမတကယ်ကိုတောင်းပန်ပါတယ်ကောင်းကောင်းဖြောပြတင်ဆက်ပေးချင်ခဲ့တာပါဒါပေမဲ့ကျမ professional မဆန်ခဲ့လို့ခံစားရပါတယ်အယူအသားဆုံးပြောရရင်အဲ့ဒီတုန်းကဘာဖြစ်ခဲ့သလဲဆိုတာမမှတ်မိဘူးမကောင်ဥပဒေတွေအများကြီးလာကြတယ်ကျမတောင်းပန်ပါတယ်တကယ်ပါအရန်ရန်တောင်းပန်ပါတယ်ကျမခံနိုင်ရရှိအောင်လုပ်ပြီးတော့အကောင်းဆုံးဖြစ်အောင်စူးစမ်းသွားပါမယ် ကျွန်မငငယ်လေးကလေးကပြိသက်တွေကကျွန်မလိုလူမျိုးကိုအမြဲချစ်ခင်မျက်နှိုးပံ့ပိုးပေးခဲ့ကြတယ်။ကျေးဇူးတင်စကားပြောချင်ပါတယ်။ကျွန်မတကယ်အဆင်ပြေပါတယ်။ကျွန်မအတွက်မစိုးရိမ်ပါနဲ့။ကောင်းသောညလေးဖြစ်ပါစေဆိုပြီးတော့ပြောကြခဲ့ပါတယ်ရှင်။ပြည်ထောင်အချက်တော်ဆောင်ရွက်ဖြစ်တဲ့လီကွန်ဆွန်နဲ့လီဆူပင်တို့အတွဲဟာတွဲလာတာဆယ်စုနှစ်တခုနေပါရှိနေပြီဖြစ်ပါတယ်။ SBS ရုပ်သံရဲ့ Variety Show တစ်ခုဖြစ်တဲ့ Migrant Secretary မှာတော့မင်းသားလီဆိုဂျင်ကဒီကွမ်ဆိုကိုနှုတ်ဆက်ပြီးတော့စားနောက်တဲ့အနေနဲ့မင်းချက်တို့ကောင်းမလေးကို Hess လုံးမှတွေ့ခဲ့တယ်လို့ပြောဆိုခဲ့တာပါဒီကွန်ဆိုကကျွန်တော်တို့တွဲလာတာ၈နှစ်၉နှစ်လောက်ရှိနေပါပြီကျွန်တော်တို့အဆင်ပြေပါတယ်လို့ပြန်ပြောခဲ့ပါတယ် ဒီဆိုချင်းကနှစ်နှစ်လောက်တွဲကြရင်စုံတွဲတွေမင်္ဂလာဆောင်ရင်ဆောင်မဆောင်ရင်ပြတ်ကြတာပဲလို့စနောက်ခဲ့ပြီးတော့ဟာတာတယုတ်ဆောင်ကင်ကွန်ဂျူကဆိုချင်းဆိုရင်ဘယ်တော့မှတစ်နှစ်တောင်မခံဘူးလို့ပြန်နောက်ခဲ့တယ်လို့ပြောကြခဲ့တာပါဆိုချင်းကဆက်ပြီးတော့လီကွမ်ဆိုကိုမင်းတို့နှစ်ယောက်တွဲလာတာအဲ့တလောက်တောင်ကြာပြီဆိုတော့မင်းမင်္ဂလာဆောင်ပါလားဒါမှမဟုတ်ကွဲပါလားလို့စနောက်ရှင်မင်းမြန်ခဲ့ပါတယ်အဲ့ဒီမေကွန်ကိုလီကွမ်ဆိုကလူတွေကဘာလို့မေကွန်နေအများကြီးမင်းနေကြတယ်မသိဘူးကျွန်တော်တို့မခွဲပါဘူးလို့အခိုင်အမာပြောဆိုခဲ့ပါတယ်ရှင် ဂျင်းနီဟာစပိန်နိုင်ငံမက်ဒရစ်မြို့မှာကျင်းပပြုလုပ်မဲ့ Madco Music Festival မှာတွားရောက်ဖြောပြသွားမှာဖြစ်ပါတယ်။ Madco Music Festival ဟာဆိုရင်လာမယ့်နှစ်2026ဇူလိုင်10ရက်နေ့ကနေ17ရက်နေ့အထိကျင်းပသွားမှာဖြစ်ပြီးတော့ဂျင်းနီ Game ကတော့ဇူလိုင်9ရက်နေ့မှာဖြောပြသွားမှာဖြစ်ပါတယ်။ ကော့ချဲလာပွဲပြီးကတည်းကဂျင်းနီရဲ့ Festival Performance ကိုစောင့်မျှော်နေကြတဲ့သူတွေအတွက်သတင်းကောင်းတစ်ခုဖြစ်ပြီးဘလို့မျိုးအမိုက်စားဖျော်ဖြေမှုတွေနဲ့တွေ့ရမလဲဆိုတာစောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်ရှင်။ ကဲဒီတစ်ပတ်အတွင်းကနှုတ်ပညာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကိုတခေါက်ဆယ်လီစီတီစီစဉ်ကတော့ဒီလောက်ပါပဲပရိသတ်တွေအားလုံးဘေးကင်းလုံခြုံပြီးတော့ကျန်းမာတုခရကြပါစေရှင်